ရုရှားစစ်သင်္ဘောနဇီကိုအင်္ဂလိပ်ရေးလက်ကြမှာဗြိတိန်တော်ဝင်ရေးတက်တက်မတော်ပေါ့လေဒီတက်မတော်ကဂျာဖြတ်တားဆီးလိုက်တယ်လို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ် UK ပတ်ဝန်းကျင်ကရေပိုင်နက်တွေထဲကိုဒီရုရှားတင်မောတွေဝင်ရောက်လာတဲ့နောက်ဆုံးဖြစ်ရပ်မှာ HMS 7s စစ်တင်မောကရုရှားရေတပ်က RFN Strike စစ်တင်မောနဲ့ရဲညာရေနံတင်တင်မောတို့အင်္ဂလိပ်ရေလက်ကြားတဲ့ကို ခုံမောင်းလာတဲ့အချိန်မှာဟန်တားခဲ့တာပဲဖြစ်ပါတယ် HMS 7က Strike နဲ့ဒီရဲညာတို့ကိုဂျားဖြတ်တိုက် ားစီးပြီးတဲ့နောက်လမ်းကြောင်းပြောင်းစီခဲ့ပါတယ်အဲ့ဒီနောက်စောင့်ကြည့်တဲ့လုပ်ငန်းတွေကို ပြင်သစ်အနောက်မြောက်ဘက်အာဘရစ်တနီကမ်းလွန်မှာရှိတဲ့နေတူးမဟာမိတ်တမောဒစီကိုလွှဲပြောင်းပေးခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ် ပြီးခဲ့တဲ့အပတ်ကလည်းဒီရုရှားသက်ရှူတင်မောရန်တာဟာဒီစကော့တလန်ကမ်းလွန်မှာရောက်နေတာကိုတွေ့ခဲ့ရပြီးအဲ့ဒီတင်မောရဲ့လှုပ်ရှားမှုတွေကိုခြေရခံနေတဲ့ဗြိတိန်တော်ဝင်လေတပ်ကလေရင်မှုတွေကိုလေဆာလက်နက်တွေနဲ့ချိန်ရွယ်မှုတွေဖြစ်ခဲ့ပါတယ်အဲ့ဒီတုန်းကလည်းဗြိတိန်လေတပ်ကရုရှားတင်မောကိုသတိပေးခဲ့ပါသေးတယ်ဗြိတိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟယ်လီကတော့ဒီပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာပေါ့လေ UK ပိုင်နက်ကိုချိန်ချောက်နေ တဲ့ရုရှားသင်းမော့အရေအတွက်30ရာခိုင်နှုန်းလောက်တိုးလာတယ်လို့ပြောခဲ့ပါတယ်။ဒါဟာရုရှားအနေနဲ့ယူကရိန်းတစ်ခုရဲ့အပေါ်ကိုတိုက်ခိုက်နေတာမျိုးမဟုတ်ပဲဥရောပတစ်ခွင်လုံးအပေါ်ကိုရုရှားရဲ့ရန်လိုမှုကိုတက်တည်ပြနေတယ်လို့ဗြိတိန်ကာကွယ်ဝင်ကြီးကပြောပါတယ်။လမ်းကြောင်းပြောင်းထွက်ခွာသွားတဲ့ဒီရုရှားရဲ့သင်းမော့တွေကိုဗြိတိန်တော်ဝင်ရေတပ်ကအအဝေးရဒီဆက်ကြည့်နေပြီးတော့မျောလင့်မထားတဲ့လှုပ်ရှားမှုမှန်သမျှကိုလည်းတုံ့ပြန်ဖို့အသင့်ပြင်ထားတ ယ်လို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါရယ်